ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မေသမီးကိုဘာလို့ထားသွားရလဲသမီးကအမေမရှိပဲဘလို့နေရမှာလဲအမေရဲ့သမီးကိုမထားသွားပါနဲ့ဒီကောင်မလေးကလည်းအဖေရောတည်သွားပြီအမေလည်းတည်သွားပြီအပြိုရွယ်ဖြစ်နေပြီသူ့ဘသူကကြည့်မှာလဲ မင်္ဂလာဆောင်ရမယ့်အွယ်လေးရောက်နေပြီပါရီဆိုးရင်ညာလေသူ့အတော်ရှိရပဲလေသူ့အတော်ကမင်္ဂလာဆောင်ပေးမှာပေါ့ဟုတ်တာပေါ့ငါတော့မကြည့်ချင်လဲသူ့ကိုကြည့်ရတော့မယ်ငါကောင်းပေါ့ပဲကြာနေပြီသမီးဆန်ဆန်ရဲ့မငိုပါနဲ့တိတ်ပါတော့ငါတို့ရှိရဲ့လေဒီလိုနဲ့ပဲဆန်ဆန်ကသူ့အမေအတွက်တရားနာပေးပြီးလှုပ်ရှားရှိတာတွေအားလုံးကိုလှုပ်ပေးပါတယ်ဒီလိုနဲ့ပဲအချင်းတွေကြာလာကနှစ်ရက်မြောက်နေ့ကြတော့ဆန်ဆန်ကသူ့အမေဓာတ်ပုံကိုယူပြီးအရန်ငိုနေခဲ့ပါတယ် အဲ့ချိန်မှာသူ့တော်ကအနောက်ကရောက်လာပြီးဆန်းဆန်းရဲ့သဘင်ကိုဆွဲကပြောလိုက်ပါတော့တယ်ဆန်းဆန်းနေအရှမ်းကိုလွန်နေပြီဘာမှမဟုတ်ပဲငိုပြမနေနဲ့နေအမေကပြန်သေသွားပြီဦးလေးအတော်ကပါရပြောနေရလဲနေတော်ပြောတာမှန်တာပဲလေနေဖေကလည်းတည်သွားပြီနေမေကလည်းတည်သွားပြီနေကငါကောင်းဖို့ထားခဲ့တာနေတောင်ဝင်တွေကိုယူပြီးငါဆင့်ညင်ရတော့မေရှင်စိတ်မပူပါနဲ့သူ့ဒီအိမ်မှာထားပါတယ်ဆိုတော့အတုံးချမယ်လေအတုံးမချပဲလက်ကားတော့မထားနိုင်ပါဘူး အတော်ဘလို့အတုံးချမအောင်ပြောနေရလဲနင်ကရေတွင်းကနေရေခက်လာမယ်ပြီးရင်ဈေးသွားမယ်ထမင်းချက်မယ်ပကံစိကြမ်းတိုက်ရမယ်အိမ်လုံးအားလုံးနေမဲ့လောက်ရမယ်ငါတော့အိမ်မှာထိုင်ပြီးအေးဆေးနေမယ်အမေဒီဆင်းရဲတဲ့ဆန်ဆန်ကသမီးအိမ်ကအိမ်ဖို့ဖြစ်သွားပြီပေါ့ဟုတ်တယ်ငါတို့အိမ်ကအိမ်ပေါ်မှလေးပဲငုံမနေနဲ့တော့အမြန်ထငါ့အတွက်ရေးသွားယူပြီးရင်ထမင်းချက်ပေးဦးလေးပါဇက်ပိတ်ထားတဲ့မှာနင့်တို့ပြောတာတွေအားလုံးလို့ပြန်ပြောမနေနဲ့ ဆန်းဆန်းအမေးနဲ့အဖေးကတီလာတော်နှစ်ရက်မပြည့်သေးတဲ့အခါမှာပဲသူ့ဦးလေးတွေဒေါရီကတော့တစိမ့်နေလိုမျိုးနှိမ့်ဆက်နေကြပါလေ။ဆန်းဆန်းကတော့ပကန်းစီအဝိရှော ထမင်းချံအကုန်လုပ်ပါလေ။ရေတွင်းကနေရေတွေခတ်ယူလာပြီးပကန်းတွေကိုလည်းနေပူတိုင်းမှာပဲစီးရပါလို့တယ်။ပြီးတော့သူတို့အဝိစားတွေအများကြီးကိုလည်းရှော့ရပါသေးတယ်။ရှော့ပြီးတော့လည်းမိဘူးတိုက်ပေးရပါတယ်။ဒီလိုနဲ့ပဲအချိန်တရကြာမှတော့ဆန်းဆန်းကမိဘူးတိုက်နေတဲ့အခါမှာဆန်းဆန်းရဲ့ဒါဘလို့မိဘူးတိုက်နေရလဲ။ ငါဝတ်စားရီကပါရီပေသွားတယ်လေနင်ပေါမမလောက်တတ်ဘူးလားအမေအမေလာကြည့်ပါဦးသမီးဝတ်စားရီကိုပြက်စင်းအောင်လှုပ်လိုက်ပြီဘလို့လှုပ်လိုက်တာလဲဆန်းဆန်းနင်မိဖို့သေးချာတော့မတိုက်တတ်ဘူးလားဟင်အတော်သမီးတည့်ရဲ့သားနဲ့လှုပ်တာမဟုတ်ဘူးမတော်တဆဖြစ်သွားတာပါနင်ကတည့်ရဲ့သားနဲ့မလှုပ်တော့နောက်တစ်ခါဒီလိုမျိုးမဖြစ်အောင်နင်ကိုဒဏ်ပေးမှရမယ်လေဒါမှနောက်တစ်ခါမလှုပ်ရဲမှာပေါ့အတော်ကလည်းပူနေတဲ့မိဖို့ယူပြီးဆန်းဆန်းနဲ့ကိုကတ်လိုက်ပါတော့တယ်ဆန်းဆန်းကတော့ရင်အော်နေခဲ့ပါတယ် အတော်တမိလက်တွေအယံပူနေပြီ အတော်တမိလက်ပေါ်မိဖို့ဖယ်ပေးပါအယံပူတယ်အတော်ရဲ့နေကတော့အယံပူနေတော့ငါနေကိုကြည့်ပြီးပျော်ရသေးလားနေကအဲ့လိုလုံးမမှတ်ပါလေမဟုတ်ရင်နောက်ကငါ့ဝတ်စားတွေဖျက်စီအောင်ပါဆန်းဆန်းဟာပူနေတဲ့လက်ပေါ်ကိုစီးရီလိမ့်နေတဲ့အခါမှာပဲသူ့ကိုဝိုင်းခွဲကရောက်လာခဲ့ပြီးဆန်းဆန်းရဲ့ပူနေတဲ့လက်ကိုလိမ့်ကပြောလိုက်ပါတော့တယ်နေကဒီမှာထိုင်ပြီးဘာနားယူနေတာလဲငါဖက်နဲ့တူတိုက်ရမယ်လေငါဖက်နဲ့တူမတိုက်ထားရင်မစည်းဘူးဆိုတာသိတယ်မလား အကူရဲသမီးလက်ကပူနေတယ်အယမ်းနာနေတယ်သမီးလက်ကိုလှုပ်ပါနင်အကြောင်းတွေကိုငါသိတယ်နင်အပူတွေရမ်းလို့တယ်အခုထပြီးငါဖက်နှက်တွေကိုပြောင်းလက်နေအောင်လုပ်ဆန်းဆန်းဟာပူနေတဲ့လက်နဲ့သူ့ဖက်နှက်တွေကိုတိုက်ပြီးစေးကျုံနေရပါတယ်ဒီလိုနဲ့ပဲဆန်းဆန်းကိုအိမ်ကလူတွေလည်းအယမ်းနှိမ့်ဆက်နေကြပါတယ်ဒီလိုပဲအချိန်တွေကြာသွားပြီးတရကြတော့ဆန်းဆန်းကရေတွင်းမှာရေခတ်နေတဲ့အခါမှာဘေးနားကဒေါကြီးတွေကပြောလိုက်ပါတော့တယ် ီကောင်မလေးကအရန်လက်ချောရယ်နော်ပြီးတော့အေးစိတ်တည်ငြိမ်နေသူ့အမေမရှိသေးရလဲသူ့အတော်အိမ်ကအလုပ်တွေအားလုံးတယောက်တည်းလုပ်တာအတော်ကြီးတွေပြောတယ်စကားတွေအားလုံးကို အဝေးမှာရက်နေတဲ့ဒွန်နီကကြည်နေပါလေဒီကောင်မလေးကိုတော့ငါလည်းသဘောကျတယ်အရန်တည်ငြိမ်နေချောလက်ချောတယ်ငါအိမ်ကချွေးမလေးဖြစ်သွားရင်ငါအိမ်ကိုလည်းဒီလိုပဲကြည်မှာပဲတဆန်ကသူ့အိမ်လာပြီးတငယ်ချင်းတွေဈေးသွားမလို့သူ့သူ့မိကက်တွေကိုလိမ့်နေခဲ့ပါတယ် တူတူကကြည့်ပြီးစိတ်ထိုးသွားကဆန်းဆန်းကိုပားရိုက်လိုက်ပြီးသူ့မိတ်ကပ်တွေကိုဖျက်လိုက်ပါတယ်။နင်ကငါမိတ်ကပ်ကိုဘလို့ကိုင်းလာလဲ။ဒီမိတ်ကပ်တွေကဘလောက်တောင်ဇီးကြီးလဲသိလား။နင်ကဒီမိတ်ကပ်တွေလိမ့်မီငါထက်လှမယ်ထင်နေရလား။အပြင်မှာမိတ်ကပ်တွေအများကြီးလိမ့်မီဘသူ့ပြမလို့လဲ။နင်ကတော့အပြင်မှာကောင်းလေးတွေတွေ့နေပြီထင်တယ်။မဟုတ်ဘူးအတော်။သမီးကိုအဲ့လိုမပြောပါနဲ့။အမေဒီကောင်မလိမ့်နေတာ။သူကြိုက်တဲ့ကောင်လေးရှိမှာပဲ။အတော်တို့အဲ့လိုမပြောပါနဲ့။သမီးမဟုတ်တာမလုပ်ဘူး။သမီးကိုတိတ်ခါမချပါနဲ့။ အတို့ကလည်းဆန်းဆန်းစီလာပြီးသူ့စပင်ဆွဲကပြောလိုက်ပါတော့တယ်။နင့်တိတ်ခါမကြချင်ဘူးဆိုရင်တော့နင့်အပြင်သွားရင်အလှမပြင်းနဲ့။အလှတော့ငါသမီးပဲပြင်မှာ။ဆန်းဆန်းဟာဝန်စားအဟောင်းလေးဝယ်ပြီးတငယ်ချင်းနဲ့ဈေးကိုသွားပါတော့တယ်။ဈေးသွားရင်စကားတွေပြောနေကြပါတယ်။ဆန်းဆန်းရေငါမင်္ဂလာဆောင်တော့မှလေ။ငါအိမ်ကကောင်းလေးနဲ့သဘောတူပြီးပြီ။ငါကောင်းလေးအရင်ချမ်းသာတယ်သိလား။ဟုတ်လား။ကောင်းတာပေါ့ဟဲ့။ဆန်းဆန်းတငယ်ချင်းကလည်းဈေးရင်းရောက်တဲ့အခါမှာ ဒေါ်နီနဲ့ဝင်တိုက်သွားခဲ့ပါတယ်။အဖာတမီးတားမှန်ပါတယ်။တမီးကမမြင်လိုက်ဘူး။တမီးကိုခွန့်လွတ်ပါနော်။ငါတမီးရဲ့အဖာပဲမျက်မှန်မပါတာလေ။ငါကပဲအဝေးကမမြင်လို့ဝင်တိုက်မိတာ။ဒေါ်နီကလည်းဆန်းဆန်းကိုကြည့်ပြီးသဘောကျကဆန်းဆန်းအကြောင်းတွေပဲတွေးနေခဲ့ပါတယ်။အင်းရောက်တဲ့အခါမှာတော့ဆန်းဆန်းအကြောင်းတွေကိုအင်းကလူတွေနဲ့ပြောခဲ့ပါတယ်။အမေကတော့ကာမလေးကိုတလောက်သဘောကျနေလဲသွားကြည့်ကြမယ်လေ။ဟုတ်တယ်ဖွာ။ မလေးတက်ကောင်မလေးကိုတလောက်သဘောကျနေမှာတော့ဆောင်ပေးရမှာပေါ့ဟုတ်တယ်ကောင်မလေးကဆင်းရဲတာချမ်းသာတာနဲ့မဆိုင်ပါဘူးကောင်မလေးကလိန်မာပြီးယဉ်ကျေးရင်ရတာပဲလေအချိန်တွေမဆွဲဘဲမနေ့ပြန်ကောင်မလေးကိုသွားကြည့်ကြမယ်ဟုတ်တယ်အသာမနေ့ပြန်သွားမယ်နောက်နေ့မနေ့ရောက်တော့ဒေါ်လာဒေါ်နီနဲ့ရီရီတို့ကဆန်းဆန်းအင်ကိုသွားကြပါတော့တယ်ဆန်းဆန်းဟာအပြင်မှာထမင်းချန်နေပါတယ်သူတို့ကိုကြည့်ပြီးပြောခဲ့ပါတော့တယ်အဖာတမီးကမနေ့တော့တောင်းမှန်သေးရဲ့လေ အဖွာသမီးကိုတိုင်ဖို့အိမ်ရောက်လာလိုက်သမီးရဲ့နင့်ကိုလာတိုင်တာမဟုတ်ပါဘူးနင့်ကိုသဘောကျလို့လာတောင်းတာပါအတော်ရီဦးလေးတွေကလည်းအင်းလေးကထွက်လာပြီးသူတို့ဝင်းစားတွေကိုကြည်နေပါတယ်။အဖွာသမီးကိုလာတောင်းတာလား။သမီးကငယ်သေးတယ်။သူတို့ကအကြီးဆိုတော့သူ့ကိုအရင်ဆောင်မယ်လေ။အမေဒါကတော့ဆန်းဆန်းကိုပဲသဘောကျတယ်။သူ့ကိုပဲယူခြင်းနဲ့။အမဒါကတော့ဆန်းဆန်းပဲသဘောကျတယ်။သူ့ကိုမယူခြင်းဘူး။မိမကြီးမတားနဲ့တော့ ဆန်းဆန်းကိုပေးစားလိုက်တော့ငါတို့ကသူ့ယောက်ျားရရင်သူ့စီကပတ်စံတွေတောင်းမယ်ဟုတ်တယ်ငါလည်းမတားပါဘူးသဘောတူပါတယ်ကောင်းလေးငါသူတွေကလည်းသဘောတူပြီးတော့အင်ပြန်သွားကြပါရောတယ်ညနေရောက်တော့ဆန်းဆန်းစီကိုတငယ်ချင်းက ဖုန်းဆက်ခဲ့ပါတယ်ဆန်းဆန်းကလည်းတငယ်ချင်းအတန်ကြာပြီးပြေးသွားပါရောတယ်တငယ်ချင်းအင်ရောက်တော့သူကဒဏ်ရာရီနဲ့အိယာရီလိမ့်နေခဲ့ပါတယ်နင်ဘာဖြစ်တာလဲနင်ကမင်္ဂလာဆောင်လိုက်တာမလားနင်ကဘာလို့တဏ်ရာရီနဲ့လဲနေရလဲဘာဖြစ်လို့လဲ ဟုတ်တယ်ဟာငါတော့မင်္ဂလာဆောင်လိုက်တာငါယောက်ျားအိမ်ကလူတွေကငါ့ကိုနှိပ်စက်တယ်ပတ်စံတွေတောင်းတယ်မပေးလို့ငါ့ကိုအိမ်ကနေထုတ်လိုက်တာငါနင့်ကိုတွေ့ချင်လို့ဖုန်းဆက်လိုက်တာဟုတ်လားငါယောက်ျားအိမ်ကလူတွေကတော့ဘလို့လာမလဲမသိဘူးငါဦးလေးတဲ့အတော်တွေကလည်းအရင်ကနှိပ်စက်ကြတာဆန်ဆန်ရဲ့ယောက်ျားလေးအိမ်ကလူတွေကအားလုံးတူတူပဲဆန်ဆန်ကတငယ်ချင်းစကားကြပြီးမင်္ဂလာဆောင်တာနဲ့ပတ်သက်ပြီးတော့အရင်ကြောက်သွားပါတော့တယ်ဒီလိုနဲ့ပဲသုံးလေးပတ်ကြာတဲ့အခါမှာ ဆန်းဆန်းကလည်းသူရဆိုတဲ့အကောင်းလေးနဲ့မင်္ဂလာဆောင်လိုက်ပါတော့တယ်။ဆန်းဆန်းဟာနန်းတော်နဲ့တူတဲ့အင်ကိုကြည့်ပြီးအံ့ဩနေခဲ့ပါတယ်။ဒေါလာကလည်းချွေးမောင်ကိုကြိုဆိုဖို့အတွက်စောင့်နေခဲ့ပါတယ်။တလောက်ကြီးတဲ့အင်ကိုတခါမှမမြင်ဘူး။ငါတော့တလောက်ကြီးတဲ့အင်ကချွေးမဖြစ်သွားရည်လား။ငါမရှိရင်တော့အရင်ပြော်မှာပဲ။ချွေးမရေပန်းတွေခင်းထားတဲ့လမ်းပေါ်အနေရှောက်ဆန်ခွက်ကိုထိပြီးတော့အိမ်ထဲဝင်ခဲ့နော်။ဒေါလာကလည်းဆန်းဆန်းကိုတေးချကြိုဆိုပြီးအိမ်ထဲဝင်ခိုင်းခဲ့ပါတယ်။ ရောင်မရဲ့အိမ်ထဲကိုလာပါ။ရောင်မပင်မနေပြီလား။ရောင်မခန်းကိုလိုက်ပြပေးမယ်နော်။စစ်စုကလည်းဆန်ဆန်လက်ကလေးကိုဆွဲပြီးတီချာခဲနေကိုခေါ်သွားခဲ့ပါရယ်။ဆန်ဆန်ကလည်းခဲနေရောက်ပြီးသူ့မိဓာတ်ပုံလေးကိုအရင်ဆုံးထားလိုက်ပါတော့တယ်။နင့်မေလိုပဲနင်းရချိုးတယ်နော်။နင့်မေကိုရမ်းချစ်တယ်မလား။ဟုတ်တယ်ရမ်းချစ်တာ။ငါထက်အမေကိုပိုချစ်တာ။ဖခင်ကလည်းအမေကိုငါနဲ့ဝေးအောင်လှုပ်လိုက်ပြီ။ငါတောင်းပန်ပါရယ်။ နေမေမရှိလဲငါတို့နင့်ကိုအတက်နိုင်ဆုံးပြောင်းထားမယ်။နင်ခုတော့နားလိုက်ပါတော့အရင်ပင်မနေပြီ။တန်ဆန်ကအနားယူပြီးမနေ့ရောက်တဲ့အခါမှာတော့ပထမရက်အတွက်ထမင်းချက်ဖို့မိဖို့ကြောင့်လေးကူသွားပါတော့တယ်။မိဖို့ကြောင့်ကလျှက်စင်ပစ္စည်းတွေနဲ့ပြည်နေပါတယ်။တီချမ်းသာတဲ့အိမ်ကလူတွေမိဖို့ကြောင့်ကပစ္စည်းတွေငါမသုံးတတ်ဘူး။ဒီအိမ်မှာလည်းမြေကြီးမိဖို့နဲ့ထိတ်ထွင်ရှင်ကောင်းမှာပဲ။ဒါပေမဲ့လည်းငါတီမိဖို့တွေသုံးကြည့်မယ်။တန်ဆန်ဟာမိဖို့ကိုသုံးကြည့်တဲ့အခါမှာတော့သူကမသုံးတတ်တာကြောင့် အင်းတွေကတူးသွားပါတော့တယ်။အင်းနဲ့တွေကြောင့်အင်းကလူတွေလည်းမိဖို့ကြောင့်တွေကိုရောက်လာခဲ့ကြပါတယ်။မေ၊သမီးတောင်းမှန်ပါရဲ့နော်။အင်းတွေတူးကုန်ပြီ။သမီးကိုအပြစ်ပေးလို့ရတယ်။သမီးတက်နေကုန်သမီးမစားပဲနေမယ်။ဆန်းဆန်းဘာတွေပြောနေရလဲ။အင်းတူးတာဘာဖြစ်လို့လဲ။ဘာဖြစ်လို့ချွေးတွေပြန်ပြီးကြောက်နေရလဲ။ဟုတ်သားပဲချွေးမရဲ့။အင်းတူးတော့လည်းနောက်တစ်ခါပြန်ချက်မှာပေါ့။ဟုတ်တယ်ချွေးမ။ဘာဖြစ်လို့သမီးမစားအောင်အပြစ်ပေးဖို့ပြောနေရလဲ။အမေ၊ဆန်းဆန်းကသူ့အိမ်မှာတခုခုဖြစ်တဲ့ထက်နဲ့သူကအရင်ကြောက်နေပြီ။ သူ့ကိုသေးချာချစ်ခင်ဆက်ဆံမရမယ်ဆန်းဆန်းဘာမှမချက်တန့်ဘလို့လောက်ရလဲငါအကုန်ပြောပြမယ်ဟုတ်တယ်ရောင်းမညီမလည်းကူညီမယ်အားလုံးပြောပြမယ်ဆန်းဆန်းဟာသူ့ရောင်းမလင်းညီမနဲ့ဘလို့ချက်ရလဲဆိုတာသင်ပေးခဲ့ပါတယ်ဆန်းဆန်းဒီမီးပေါ်ကလက်စနဲ့ချက်တာဒီမှာခလုတ်တွေရှိတယ်ဒီခလုတ်ကနေအ short တင်းလောက်ပြီးချက်လို့ရပြီဟုတ်ကဲ့မညီမနားလိုက်သွားပါပြီဆန်းဆန်းဟာအားလုံးသင်ပြီးအိမ်ကလူတွေအတွက် ပထမရက်တည်းထမင်းဟင်းချက်ပြီးအင်္ဂလူတွေကိုလည်းကြေးလိုက်ပါတော့တယ်။အင်္ဂလူတွေကလည်းစားပြီးရန်ကိုကြိုက်နေကြပါတယ်။ချွေးမကြီးနင်းချက်ထားတာအကုန်လုံးစားကောင်းနေ။နင်းအတွက်လက်ဆောင်။ဟုတ်တယ်ချွေးမ။နင်းချက်ထားတာအားလုံးစားကောင်းနေသိလား။ဒီအင်္ဂလူတွေကလည်းရန်ကောင်းတာပဲ။ငါ့ကိုဘာပြေးမှလည်းမပေးဘူး။ငါ့အမေအိမ်မှာဆိုရင်ငါအပြစ်တွေပေးခံနေရလောက်ပြီ။မကြီးဘာလို့အိမ်သားရက်နေတာလဲ။ဒီမှာတအားနဲ့အတူထမင်းလာစားလေ။ စန်းစန်းဟာအင်္ဂါလူတွေနဲ့အတူထမင်းထိုင်စားနေခဲ့ပါတယ်။ဒီအင်္ဂါလူတွေလည်းအရန်ကောင်းတာပဲ။ငါမက်လေးကလည်းအရန်သဘောကောင်းတယ်။ငါ့ကိုသူ့အမရင်လို့ဆက်ဆံတယ်။ငါ့အမေအိမ်မှာတော့အတူတူလည်းထမင်းမစားရအောင်။ငါ့ကိုအရန်လည်းနှိပ်စက်ကြတယ်။ဒီလိုနဲ့ပဲအချိန်တွေကြာသွားပြီးတရက်မှာတော့သူရကအင်္ဂါလူတွေအားလုံးကိုညစာစားဖို့ပြင်ခေါ်သွားဖို့ပြောပါတော့တယ်။အင်္ဂါလူတွေအားလုံးကလည်းအနောက်တွေပြင်ဆင်နေကြပါတယ်။အဖွားကလည်းစာရီယူပြီးရေရွကိုပြောခဲ့ပါတယ်။ ချွေးမယွတ်ယွတ်ရင်ငါစာရီလေးမိဖို့တိုက်ပေးပါလားငါလက်တွေတုံနေလို့လေငါမတိုက်နိုင်အောင်ဆန်းဆန်းရင်အဖေါ်စာရီလေးမိဖို့တိုက်ပေးပါလားငါတခြားအလုပ်တွေအများရှိသေးလို့ဟုတ်ကဲ့ပါဆန်းဆန်းကလေအဖေါ်စာရီယူပြီးအခန်းထဲမှာမိဖို့တိုက်နေတဲ့အခါမှာမိဖူကလေးမိအားပြင်းပြီးတော့စာရီကမိဖူကတ်သွားပါတော့တယ်။ဆန်းဆန်းဟာစာရီကိုကြည့်ပြီးငိုနေခဲ့ပါတယ်။ဆန်းဆန်းကိုယ်တိုင်ကိုကြားပြီးအင်္ဂါသူတွေလည်းပြေးလာခဲ့ကြပါတယ်။ဆန်းဆန်းဘာဖြစ်တာလဲ ဘာလို့ငိုနေရလဲပြောပါဦးငါမိဘူးတိုက်နေတော့ဘလို့ဖြစ်သွားလဲမသိဘူးအပူချိန်များပြီးအဖောစာရီကကတ်သွားတာငါတီးရဲ့သားနဲ့လောက်တာမဟုတ်ဘူးဘလို့ဖြစ်သွားလဲမသိဘူးငါ့ကိုကြိုက်တယ်လို့အပြစ်ပေးလို့ရတယ်နော်အမေတို့တမိလက်ပေါ်မိဘူးကတ်လိုက်တမိနောက်တစ်ခါတီးလို့အမားမဖြစ်စေရဘူးချွေးမရေးဒီမိဘူးကအော်တိုလေအပူချိန်မချိန်နိုင်ဝက်စားရီကတ်တယ်လေမိဘူးကမတိုက်ခင်မှာပဲချိန်ရတာလေဘာမှမဖြစ်ဘူးအမေကနောက်စာရီတက်ထဲဝက်လိုက်လိမ့်မယ်ငါအမေအိမ်မှာဆိုရင် အတော်အားငါ့မိဖို့နဲ့ကက်လာပြီအခုကျတော့ဒီအိမ်ကလူတွေကဘာမှလည်းမပြောအမေရောသမီးကိုစိတ်မဆိုးဘူးလားယင်မဆိုးပါဘူးချွေးမရဲ့စာရီနောက်တစ်ထည့်ဝက်လိုက်ပါမယ်ဆန်းဆန်းနေဦးငါအလှပြင်ပေးမယ်ဒီယူနေစုစုကလည်းဆန်းဆန်းကိုမိကပ်တွေပြင်ပေးနေခဲ့ပါတယ်ငါရောင်းမတွေလင်ညီမတွေကလည်းငါ့ကိုချစ်လိုက်တာငါညီမအရင်တွေကြားနေရပဲငါအမဆိုရင်သူ့မိကပ်လိန်တော့ငါ့ကိုရိုက်တယ်ရောင်းမဘာတွေတွေးနေရလဲပြီးပြီးသွားကြမယ်လေ ဆန်းဆန်းကလည်းအလှပြင်ဆင်လို့ပြီးတဲ့နောက်မှာအားလုံးကစားတော့ဆိုင်ကြီးတစ်ခုကိုသွားပါတော့တယ်။အားလုံးကရောက်တဲ့အခါမှာတော့ဒီနေ့တော့ဘသူမှကိုယ့်အကြိုက်ကိုမမှားကြနဲ့နော်။မရေးကြိုက်တာအားလုံးစားရမယ်။မရေးကြိုက်တာပဲအားလုံးမှာမယ်။ဟုတ်တယ်မင်းပြောတာမှန်တယ်။ချွေးမကြိုက်တာတွေပဲမှားပါစေ။ဝိတာကလည်းဆန်းဆန်းအကြိုက်တွေပဲရေးသွားပြီးခဏကြာမှအားလုံးကိုစားတော့တွေကိုခြာကျွေးလိုက်ပါတော့တယ်။အင်္ဂါလူတွေကလည်းဆန်းဆန်းကြိုက်တာတွေပဲစားကြပါတယ်။ ငါအိမ်ကလူတွေကလည်းလင်ညီမနဲ့ရောင်မညီမလိုပဲငါ့ကိုချစ်ကြတယ်။မက်လေးကြတော့လည်းငါ့မောင်လေးလိုပဲငါ့ကိုချစ်တယ်။ရောက်ကတိရောက်ခမလည်းအမေအဖေလိုချစ်တယ်။ဒီနေ့လည်းငါ့ကြိုက်အစားတောက်တွေမှားစားတယ်။ငါ့အတော်အိမ်မှာတော့ကစီနဲ့စားတော့ကိုယ်တဘောနဲ့စားလို့မရဘူး။ချွေးမဆန်းဆန်းရင်နင်အားရင်ဘာတွေတွေးနေရလဲ။အချိန်ပြည့်တစ်ခုမဟုတ်တစ်ခုတွေးနေတယ်။အားလုံးအဆင်ပြေတယ်မလား။တစ်ခုခုဖြစ်နေလား။ဟုတ်ကဲ့မေအားလုံးအဆင်ပြေတယ်။အင်္ဂသူတွေအားလုံးကလည်းစားတောက်ပြီးတော့အင်ပြန်သွားကြပါတော့တယ်။ ောင်နေမနေရောက်တဲ့အခါမှာတော့သူရကတပ်ပုံကြီးတစ်ခုယူလာခဲ့ပါတယ်။သူရဒါပါတပ်ပုံနဲ့သူရကဘာမှမပြောဘဲအခန်းထဲကိုခေါ်သွားခဲ့ပါတယ်။အခန်းထဲရောက်တော့ဆန်းဆန်းမိပုံကိုပုံကြီးချက်ပြီးချိန်ပေးနေပါတယ်။အိမ်ကသူတွေကလည်းပုံကိုကြည့်ပြီးသဘောကျနေကြပါတယ်။မလေးဆန်းဆန်းအမေပုံကလည်းလှလိုက်တာ။ဟုတ်တယ်မကြီး။ဆန်းဆန်းအတူအမေကိုတတိယလိုတေးချလုပ်ပေးထားတာ။ဆန်းဆန်းနေကြိုက်တယ်မလား။ကြိုက်တာပေါ့။ အမေကိုအနီးကပ်ကြည့်လို့ရပြီ သူရရဲ့ကျေးဇူးတင်ပါတယ်ဒီလိုနဲ့ပဲအချိန်လေးကြာလာပြီတရကြတော့ဆန်းဆန်းရောက်မနေလင်းကြီးမကပြောခဲ့ပါတယ်ဆန်းဆန်းနင်လာတဲ့ကငါတို့တကားမှတူတူဈေးဝယ်မထက်ဘူးသွားကြမယ်လေနင်အတွက်လည်းဝစားသက်တွေဝယ်မယ်ဟုတ်တယ်ရောက်မှသွားကြမယ်အရင်ပြော်စရာကောင်းမှသိလားအမညီမမဝစားအစ်စ်တွေရှိသေးတယ်လေစာရီတွေလည်းရှိတယ်စာရီတွေရှိတော့လည်းဘာဖြစ်လဲနောက်ထပ်၄-၅ဆောင်လောက်အစ်စ်ဝယ်ဖို့ချွေးမ ငါရောက်ခမလည်းစာရီရှိတာကိုနောက်တဲ့အစ်စ်တွေဝှက်ခိုင်းနေတယ်။ငါ့အတော်ကတော့အမြဲတမ်းဥစားအဟောင်းတွေဝှက်ခိုင်းနေ။အလှလည်းမပြင်ခိုင်းဘူး။ရောင်းမရဲ့ဘာတွေတွေးနေရလဲ။ရောင်းမရဲ့နောက်ကျနေပြီအမြန်သွားကြမယ်လေ။ဆန်ဆန်ကလည်းလင်းကြီးမရောင်းမနဲ့အတူဈေးကြီးတဲ့ကုန်တိုက်တစ်ခုကိုသွားခဲ့ပါရယ်။ဟိုရောက်တော့လည်းရရွကဆန်ဆန်ကိုပဲဈေးကြီးတဲ့ဝတ်စားတွေဝယ်ပေးခဲ့ပါရယ်။ဆန်ဆန်ရဲ့နင်တီဝတ်စုံလေးနဲ့အရန်လာမှာပဲနင်တာလေးကိုဝတ်ကြည့်။ ဆန်ဆန်ကိုဝေဆဝေပေးနေတာကိုကြည့်ပြီးအဝီးကနေမိမကြီးတွေကပြုံးနေခဲ့ပါတယ်။လင်ညီမတွေကလည်းချက်လိုက်တာညီမအရင်တွေကြာနေရပဲအဲ့ဒီကောင်မလေးကလည်းအမေအိမ်လိုပဲအချစ်ခံနေရတာပဲအရန်ကိုကန်ကောင်းတာပဲဆန်ဆန်ဟာမိမကြီးတွေစကားကြားပြီးဘာမှမပြောဘဲပြုံးနေခဲ့ပါတယ်။အမကလည်းညီမကိုပဲဝတ်ပေးနေတာအမတို့လည်းဝဲလေဝဲမှာပေါ်ရောင်းမရင်အရင်ဆုံးရောင်းမအကြိုက်တွေလုတ်ပေးနေရလေအားလုံးကဈေးဝယ်ပြီးတော့အိမ်ပြန်သွားကြပါတော့တယ်။ ဆက်ဆက်ရင်ကလူတွေကလည်းဒီလောက်ချစ်တာတောင်အမြဲတမ်းတစ်ခုခုကိုပဲတွေးနေပါတယ်။တိတ်ဆိတ်ပြီးတော့တနေရာမှာနေခဲ့ပါတယ်။ချိန်မှယွယွရဲ့ဆန်းဆန်းအမြဲတမ်းတစ်ခုခုတွေးနေတယ်လို့ပဲသူ့ကိုကြည့်ရတာလည်းမပြောတယ်လို့ပဲငါတို့ဖက်ကပါလို့နေလဲငါတို့ပါရီထက်ပြီးလှုပ်ပေးတင်လဲနင်လက်သေးချမေးကြည့်ပါလားဟုတ်တယ်မေးသမီးကလည်းသူ့မေးချင်နေတာကြားပြီးသမီးဒီနေ့ပဲသူ့မေးကြည့်မယ်ညရောက်တဲ့အခါမှာအားလုံးကညသာစားပြီးသူ့ခန်းနေသူအနားယူကြပါတယ် ရေယူကတော့ဆန်းဆန်းကိုပြောခဲ့ပါတယ်။ဆန်းဆန်းရေဒီနေ့ရသေးဦးတို့ကလည်းကောင်းလိုက်တာအပေါ်ထက်သွားပြီးနင်းနငါနဲ့မုံစားပြီးစကားပြောကြမယ်လေ။ရေယူကအလူကျော်ရီပကန်းနေယူကအပေါ်ထက်ကိုတက်သွားလိုက်ပါတော့တယ်။ရေယူကအချိန်တော်ကြာရီစရာရီ ပြောနေခဲ့ပါတယ်။ခဏကြာမှတော့ရေယူကမေးလိုက်ပါတယ်။ဆန်းဆန်းနင်ကပါလို့အမြဲတမ်းတစ်ခုခုတွေးနေရလဲ။နင်ကကြောက်နေလို့လား။ဒါမှမဟုတ်ငါတို့အချစ်တွေကရော့နေလို့လားဟင်။ ဆန်ဆန်ကလည်းကြောက်ပြီးတော့ပြောခဲ့ပါတယ်။မဟုတ်ဘူးအမ။အမတို့ကအရန်မညီမကိုချက်တာ။ညီမတီလို့ချက်တယ်ကိုအမေအိမ်မှာလှုပ်ချင်ခဲ့တာ။ဘလို့အမေအိမ်မှာဘလို့လှုပ်ချင်တာလဲ။နင့်အမေအိမ်ကဘာဖြစ်လို့လဲ။ညီမအမေနဲ့အဖေကညီမအသက်20တောင်ကဆုံးသွားတာ။ညီမအမေမရှိတော့အတော်နဲ့နေရတာလေ။အတော်တွေကအိမ်မှာထားပြီးအမြဲတမ်းနှိပ်စက်ကြတယ်။ညီမမိသားစုနဲ့နေစိတ်ကုံသွားပြီမိသားစုတွေကိုအယမ်းကြောက်တာအမတို့မိသားစုလည်းအဲ့လိုပဲတွေးပြီးကြောက်နေတာ ဒီအိမ်ရောက်တော့အမတို့ရဲ့အချစ်တွေကိုကြည့်ပြီးအရင်ချိန်တွေကိုပြန်တတိယပြီးကြောက်နေရအမတို့အိမ်ကအမေအိမ်လိုပဲချစ်ကြတယ်ဆန်းဆန်းစကားကြားပြီးအိမ်ကလူတွေအားလုံးကလည်းအပေါ်တက်လာကြပါတယ်ဒါကြောင့်ကိုအမေနဲ့နင်ပါးတွေတွင်းနေရလေဆိုတော့ကြည်နေတာဆန်းဆန်းရဲ့နင့်ကိုအမေအိမ်လိုပဲငါတို့ချစ်မှာပါနင့်ကိုအမေအိမ်ကလိုမနစ်ဆက်ပဲအမေနဲ့အချစ်တွေနဲ့ပဲထားမယ်ချွေးမရဲ့နင့်အမေအိမ်ကအချိန်နဲ့မေ့လိုက်တော့ငါတို့အားလုံးနင့်ကိုချစ်တယ်နင်တခြားယာရီမစမ်းစားနဲ့တော့ နင်းမျက်ရည်တွေတုပ်လိုက်တော့အိမ်ကသူတွေအားလုံးကလည်းဆန်းဆန်းကိုဖတ်လိုက်ပါတော့တယ်။အိမ်ကစားပြီးဆန်းဆန်းကလည်းသူ့ယောက်ျားအိမ်မှာပျော့ပျော့ပပနေထိုင်ပါတယ်။ဒီလိုနဲ့ပဲချိန်တွေကြာလာပြီးတရက်ကြတော့ဆန်းဆန်းတို့ကသူ့စီကိုဖုန်းဆက်လာခဲ့ပါတယ်။ဆန်းဆန်းငါစကားတွေကိုသေချာနားထောင်တော့နေရာချမ်းသာတဲ့အိမ်ကပဲငါ့ကိုပတ်စံဆယ်သိန်းပို့ပေး။အတော်ကလည်းအုံတော့မကောင်းလား။ဘလို့ပတ်စံဆယ်သိန်းယူပေးရမလဲ။ဆန်းဆန်းစကားကြားပြီးရယူကလည်းဖုန်းကိုယူလိုက်ပါတယ်။ တော်ကဒီနေ့မှပတ်စံလို့နေရလားသမီးကိုပတ်စံလို့မှတတိယလားအရင်ကပါလို့ဖုန်းဆက်တာလဲအိမ်မှာအတော့ကိုပေးဖို့အဲ့လောက်ပတ်စံမရှိဘူးဖုန်းချလိုက်တော့ရီယူကဒီလိုပြောပြီးဖုန်းချလိုက်ပါတော့တယ်အိမ်ကသူတွေအားလုံးကလည်းအင်းရောက်လာပြီးကြားသွားပါတော့တယ်ဆန်းဆန်းနင့်အတော်ကြောက်စရာမလိုဘူးနော်နင့်အတော်နာမည်တော့မကြားချင်ဘူးနင်အဲ့လိုလူတွေနဲ့မပတ်သက်နဲ့တော့နင်ဘာလို့ဖုန်းကင်တာလဲဟုတ်တယ်ဆန်းဆန်းနင်ဘာလို့ဖုန်းကင်လဲအဲ့လိုမိမတွေနဲ့မပတ်သက်နဲ့ ုတ်တယ်ငါမှားသွားတယ်အမျိုးတွေဆိုပြီးကန်လိုက်တာငါပေါ်မကောင်းတဲ့သူတွေနဲ့ငါမပတ်သက်သင့်ဘူးဟုတ်တယ်ချွေးမနင့်အတော်အိမ်နဲ့မပတ်သက်နဲ့နင့်ကိုအမိတ်အိမ်လိုချက်တဲ့ယောက်ျားရင်ရှိရလေနင်တီမှာဖြစ်ပျော်နေပါသက်သင်ကလေအိမ်လေးကစပြီးသူ့တော်ရင်ကသူတွေနဲ့ဆက်သွေးဖြတ်ပြီးအိမ်ကသူတွေဖုံးကိုလည်းမကင်တော့ပါဘူးသူ့ယောက်ျားအိမ်ကလူတွေနဲ့ပျော့ပျော့နေပြီးဆက်ဆက်ကိုလည်းအိမ်ကလူတွေကအရန်ချစ်ကြပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။